တော့ဒီမန္တလေးမှာစူပူချမ်ပန်ပူတွေအများဆုံးပပျောက်ပြီးနောက်နောက်မဖြစ်ပေါ်စေဖို့အတွက်ဘယ်လိုလုပ်ငန်းဆောင်တာတွေလှူဆောင်တင်လဲလို့ဆရာအနေနဲ့တူချင်းအကြံပြုချင်တာမျိုးရှိပါသေးတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာအဲ့ဒါခုနပြောတဲ့ hate speech နော်အမုန်းတရားဟောတာတွေကိုကျွန်တော်တို့တားစီရမယ်နောက်ကြတော့ကျွန်တော်တို့ဒီနေ့နော်အေးခေါယိုးကျိုးနေပြီဖြစ်တယ်เนาะတခါဖြစ်လို့ချင်းမွဆလင်မင်းကလေးမွဆလင်ငါသာဘုရားဘာသာမင်းကလေးကိုမွဆလင်ရအောင်စားဒီဟာနဲ့ပဲကျွန်တော်ထန်းကုန်းမှာလည်းဒါပဲเนาะလာရှုမှာလည်းဒါပဲ နော်ပြီးတော့ကျွန်တော်တို့ဒီနေ့ဟိုးကိုလိုနီခေတ်ကစပြီးယခုတည်းတိုင်အောင်ဖွင့်ပြလို့မပြီးသေးသောဓာပြဟောင်းကြီးအဲ့ဒါယူကိုလို့လို့ဆိုဖြစ်ရမယ်အဲ့တော့နံပါတ်1ဖြစ်လာလို့ချင်းအပြစ်ရှိတဲ့လူရေယူခဲ့အဲ့တော့ရဲအလုတ်ကဒီလူနှစ်ယောက်ဖမ်းရမယ်ဒီလူနှစ်ယောက်ဒီမရှိတော့ဘူးဒါရဲညံ့တာမန္တလေးတိုင်းအုပ်ချုပ်ရေးအဖွဲ့ဒါအပြစ်သူတို့ရဲ့အားနေချက်အဲ့ဒီနေရာကဘာလို့ထွက်ထွက်သွားပြီတော့ဟုတ်တယ်ဖြစ် most responsible responsible တောင်းဝန်ရှိဆုံးဒီပြိဿာသူတို့ကြောင့်ဖြစ်တာအဲ့တော့ကျွန်တော်တို့အပြစ်မဲ့တယ်ကျွန်တော်တို့ပလီတွေမှာညဟိုပလီကျွန်တော်တို့တရားတရားဝီဝိပုတဲ့နေရာမှာဟိုတရားဂျမန်နဲ့ပြုတ်လို့မရတော့ဘူးမွတ်စလင်အများစုကခံနေရပြီအဲ့တော့ဒီနေ့တကယ်အပြစ်ရှိတဲ့လူတွေကိုကျွန်တော်တို့ဥပဒေအရအရေးယူပါမယ်နော်ကိစ္စတစ်ခုဖြစ်လာလို့ချင်းဒီဟာဒီဒီနေ့မွတ်စလင်တို့ဗုဒ္ဓဘာသာတို့ခရစ်ယာန်တို့မတပ်ပဲနဲ့မောင်ဖြူသားမောင်နီဆိုလို့ချင်းမောင်ဖြူသားမောင်နီဟုတ်တယ်မောင်ဝသားမောင်ပြာဆိုလို့ချင်းအဲ့ဒီဟာပဲပုဂ္ဂလသူတို့အရေးယူပေါ်ကြမှာအဲ့ဒီဖြစ်တဲ့ဟာတွေကိုဘာသာရေးထဲမှာထည့်ထည့်မသုံးပါနဲ့ ။အဲ့လိုသုံးလို့ကြမှာနောက်တစ်ခုကဒီနေ့ဟိုပေါ်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့သာတခင်ဆိုးရေးတဲ့ဟိုထဲမှာအဲဒေါက်တာဘတ်မော်ကဘုကျောင်းဆောင်ပြောတဲ့စကားနော်။အဲ့မှာသူတို့ကလပ်မှာတူတယ်အောင်ဆောင်မင်းပါလာတယ်။မင်းအထူးကြီးဆုံးဆိုတာခွေးတွေလောက်တာကိုရတယ်။နော်။ဒီနေ့အစိုးရရဲ့လက်ထက်ဟာလေးတဲ့အစိုးရရဲ့နောက်ဆုံးလက်နက်တွေဒါထိကြုံမယ်တဲ့။သူတို့ဘွိုင်လာကြီးမပေါအောင်နောက်ဆုံးထည့်တဲ့ပတ်တီးတွေဒါထိကြုံမယ်တဲ့။နော်။အဲ့တော့ဒီနေ့အစိုးရဒီအခုကျွန်တော်တို့7 July ဖြစ်လာမယ်။နောက်ကြတော့436ပို့မှကျွန်တော်တို့အကြီးကျယ် မန်နီမြို့မှာလှုပ်လာပြီနော်မန်နီမြို့မှာလှုပ်လာပြီပြီးတော့ကြတော့ဒေါ်စုလာတော့မယ်ဆိုတဲ့အချိန်မှာ7 July လိုက်မလာခင် 1st July မှာလက်ဦးမှုရယူလိုက်တာနော်အဲ့တော့ကြတော့ဒါမျိုးမဖြစ်အောင်ဆိုတာဟာနိုင်ငံရေးလက်ွက်ထဲမှာခဏခဏမွတ်စလင်ကိုရေးပြီးမကြွေးပါနဲ့ဒီနေ့ကလည်း Global Village ဆိုတဲ့အချိန်မှာကမ္ဘာအရရကစောင့်ကြည့်နေတဲ့အချိန်မှာကျွန်တော်တို့ဒါဒီနေ့ image မကြပါစေနဲ့မန်လေးမျိုးရဲ့ image ဒီအလွန်ပြမလှပါတဲ့ image ကမကြပါစေနဲ့เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်တို့တခုဆိုလို့ချင်းမွတ်စလင်ကောင်းကိုပဲမချပါနဲ့ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ မနေ့ကပဲပြောသွားတယ်နိုင်ငံတော်သမ္မတဦးသိန်းစင်ရဲ့မိန့်ခွန်းမှာဒီပြိပခဖြစ်အောင်လှုံ့ဆော်တဲ့သူတွေကိုဟိုထိတိယောက်ယောက်အရေးယူတော့မယ်လို့ပြောကြားလိုက်ပါတယ်ဒီပြောကြားချက်နဲ့ပတ်သက်လို့ရောဆရာအနေနဲ့ဗာများဟိုတုံးတက်အကြံပြုဖို့ရှိပါအောင်လားခင်ဗျအဲ့ဒါဝမ်းမြောက်စွာကြိုးစားပါတယ်ဝမ်းမြောက်စွာကြိုးစားပေးမယ်ဆိုတော့မှာနံပါတ်1 ကျွန်တော်တို့မန္လေးတမြို့လုံးမှာဓားတွေတုတ်တွေနဲ့သွားလဲလို့ကြတော့ဖမ်းတယ်ဆိုတာကျွန်တော်မတွေ့ပါဘူး။ဂျုံပလီထဲမှာသူဘသူနေတဲ့လူတွေကိုလိုက်ပေါ်ကြမှာဟိုအမိတဲ့ဒီအမိတဲ့ဆိုဖမ်းပါတယ်။စကုဆာလုံးလား19ငါလား။အဲ့ဒါ6လက်မတဲ့ကပူတဲ့အသွာအသွာပူတဲ့အသွာအသွာပူတဲ့ဟာနော်။ရှဲလမရကရှိတဲ့ဓာတ်ကိုအပြစ်မှထုတ်ကင်မှသာစကူအိမ်ထဲမှာထားတာဒီထင်းခုတ်ဖို့ထားမယ်ကိုလုတ်ဖို့ထားမယ်ဆိုတာဒီဓာတ်ကျွန်တော်လက်နဲ့မမြောက်ပါဘူး အဲ့တော့အဲ့ဒါမျိုးတွေဖမ်းသွားတယ်အခုကျွန်တော်ရှေ့မြောက်တန်းကြီးမှာကြားရပါတယ်နော်ဘာကြားလဲဆိုတော့ကောင်းလေးနှစ်ယောက်ကိုဖမ်းသွားတယ်ဓာတ်ပုံထဲမှာဘာလို့ဆိုဖမ်းသွားတယ်နော်ကားပြင်မဲ့ဆိုခေါ်သွားတယ်သူ့မိငုံနေလည်းပြန်မလွတ်တော့ဘူးအဲ့တော့ဒီနေ့အဲ့လိုအရေးယူတယ်ဆိုတာမွတ်စလင်ကိုတပတ်သက်အရေးယူမယ်ဆိုလို့ကျွန်တော်ဒီမိငုံကိုကျွန်တော်မကြိုးစိုးပါဘူးနော်အဖြစ်ရှိတဲ့လူမွတ်စလင်ဖြစ်ဖြစ်ခရစ်စတန်ဖြစ်ဖြစ်ဗုဒ္ဓဘာသာအားလုံးကိုအရေးယူမယ်ဆိုလို့ချင်တော့တိုင်းပြည်ငြိမ်းချမ်းအောင်လုပ်တဲ့အတွက်ဒီဥစ္စာဒီမိငုံကိုကျွန်တော်ဒီဝမ်းသာအားရကျွန်တော်ကြိုးစိုးရမှာဖြစ်ပါတယ်ခင်ဗျာ